ကင်မရာနဲ့ရိုက်ကူးမိခဲ့တဲ့ယေရှုခရစ်တော်ရဲ့ပုံရိပ်များယုံကြည်သူတွေအတွက်ကတော့ဒီအဖြစ်အပျက်တွေကယေရှုခရစ်တော်ရဲ့နမိတ်ပြမှုတွေဆိုတော့အသေးချာယုံကြည်နေခဲ့ပါတယ်ဒီဖြစ်ရပ်တွေကလူတွေကိုတတိပေးနေတဲ့တကိုးပြမှုပဲလားဒါမှမဟုတ်ရှုပ်ထွေးတဲ့သဘာဝဖြစ်စင်လားဆိုတာကတော့ဗီဒီယိုကိုကြည့်ပြီးတော့ဆုံးဖြတ်နိုင်ပါတယ်အိုဟိုင်းယိုလူသမားတွေကိုနမိတ်ပြခဲ့ခြင်းအဲဒီတုန်းက1986ခုနှစ်လောက်ဖြစ်ပါတယ်။အိုဟိုင်းယိုပြည်နယ်အနောက်ဖော်စတိုရီယာရဲ့စိုက်ပျိုးရေးခြံတစ်ခုကထိုးစတဲ့ဒီကိစ္စကိုကြုံခဲ့ရပါတယ်။အဲဒါကတော့အဲဒါကတော့ပပိဆက်စီတိုင်းကြီးတစ်လုံးပေါ်မှာခရစ်တော်ရဲ့ပုံရိပ်ပေါ်ထွက်လာတာဖြစ်ပါတယ်။ ယုံကြည်သူတွေကဒီကိစ္စကိုကောင်းမွန်တဲ့နမိတ်လက္ခဏာပြင်နေရှုမိခဲ့ကြပါတယ်။နောက်ပြီးတော့ဒီစိုက်ပျိုးရေးခြံကိုလာပြီးတော့ဆူတောင်းကြတဲ့ယုံကြည်သူတွေနဲ့စီကားနေကြတာပါ။ဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာအနောက်ဖော်စတိုရီယာတခွင်တိနဲ့ထွက်တိုးခဲ့ရတဲ့ကိစ္စကတော့တိုက်ဆိုင်မှုဆိုတာထက်ကိုပိုတဲ့ဘက်မှာရှိပါတယ်။ဖာဒီမာသူဖျားသခင်လာရောက်လေပတ်ချင်း1918ခုနှစ်မှာပေါ်တူဂီနိုင်ငံဖာဒီမာမျိုးငယ်လေးမှာတိုးတဲ့ကောင်မလေး၃ယောက်ရှိပါတယ်။ တို့ရဲ့နာမည်ကလူစီယာဆန်တိုစ်ချင်တာနဲ့ဖရန်စစ်စကိုမာတိုလို့ခေါ်ကြတာပါဒီသုံးယောက်ကဝမ်ခွဲညီမတွေဖြစ်ပါတယ်အဲဒီတုန်းကပွဲတို့ရဲ့ကျင်းပကြီးလေးဖြစ်နေတာပါမေလာကနေအော်တိုဘားလာထိလာစဉ်73ရက်နေ့ရောက်တိုင်းဆူတောင်းမှုတွေပြုလုပ်ပါတယ်ဒီကလေးမလေးသုံးယောက်ကဆူတောင်းမှုပြုလုပ်နေတဲ့ချိန်တွင်နေရောက်ကြီးအောက်ကတောက်ပတဲ့အလင်းတစ်ခုကိုတွေးခဲ့လိုက်တာပါအာယုံဆိုင်ပြီးတော့ကြည့်လိုက်တော့ယေရှုခရစ်တော်ရဲ့ပုံရိပ်ဖြစ်နေတာကိုတွေ့ရပါတယ်ဒီပုံရိပ်ကလောက်လောက်ဆူတောင်းတဲ့ချိန်မှာတခါထွက်ပေါ်ခဲ့တာပါဒီအချိန်မှာတော့ဒီသတင်းစကားကဖာတီမာမျိုးလေးကိုပြန့်နှံ့သွားပါတယ်လောက်လောက်ဆူတောင်းတဲ့ချိန်မှာဖာတီမာမျိုးကိုယုံကြည်သူတွေစုဝေးလာပြီး လူအုပ်ကြီးအောင်ဖြစ်သွားခဲ့တာပါဒီအချိန်မှာလည်းနေရောင်ကြီးအောက်ကယေရှုခရစ်တော်ရဲ့ပုံရိပ်တွေထွက်ပေါ်လာပြီးယုံကြည်သူတွေကိုကြီးမြတ်ပေးခဲ့တယ်လို့ဖာတီမာမြို့လေးရဲ့ဒဏ္ဍာရီကိုလည်းပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ်ဒီကိစ္စကယုံကြည်သူတွေရဲ့အကြောင်းမှာပြောစမှတ်တွေခဲ့တဲ့ကိစ္စလေးဖြစ်ပါတယ်ဆာဒီယိုမြို့မှာရှိတဲ့ဖျားရှိခိုးကြောင်တကူပြမှုဆာဒီယိုဖျားရှိခိုးကြောင်ကမက္ဆီကိုနိုင်ငံဆာဒီယိုမြို့မှာရှိတာပါဒီနေ့ကနေတရမှာတော့ဖျားကြောင်တက်လာသူတွေကထူးဆန်းတဲ့နာမည်တစ်ခုကြောင်အံ့ဩခဲ့ရပါတယ်အဲ့ဒါကတော့ဖျားကြောင်မှာချိန်ထားတဲ့ယေရှုရဲ့ရုပ်ထုကမျိုးလုံးနဲ့အဖွင့်ပေးလုပ်နေခဲ့လို့ပါဒီကိစ္စက2018ခုနှစ်မှာဖြစ်ပျက်ခဲ့တာပါ ယုံကြည်သူတွေကဒီကိစ္စကိုတကိုးပြတာလို့အခိုင်အမာပြောနေပြီးဝေဖန်သူတွေကတော့ကင်မရာရဲ့အလေးမှကြောင့်ဒီလိုဖြစ်တာလို့ပြောဆိုခဲ့ပါတယ်။ယေရှုခရစ်တော်ရဲ့အသံ1996ခုနှစ်တွင်ညူယောက်မြို့ရဲ့လေပေါ်မှာငြိမ်းချမ်းရေးကိုတောင်းတသောစိတ်ဝိညာဉ်များစုဝေးပွဲအခမ်းအနားတစ်ခုကျင်းပခဲ့ပါတယ်။ဒီအခမ်းအနားမှာတော့ယုံကြည်သူ Father Garrett ရဲ့မြင့်မြတ်သောစုတောင်းပွဲလေးပါနေခဲ့တာပါ။ Father Garrett ကအသင်ရှင်သောဝေယဝေစာပြုမှုနေနဲ့လက်မြောက်လိုက်တဲ့အခါမှာလူကြီးလက်တိတ်ဆိတ်သွားပါတယ်။ အိမ်တော်မှာတို့ထူးဆန်းတဲ့ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတယ်။စူတောင်းမှုပြုနေတဲ့ Father Kirie ရဲ့တန်ကတိတိတသားပြောင်းလဲသွားခဲ့တာပါ။ပြောရမယ်ဆိုတော့ဒီအတန်ကဩစာရှိသလိုတနာကျင်တော်မှုအနှွေးထွေးမှုတွေလည်းပါနေခဲ့ပါတယ်။စူဒန်စကားသာကြားရသူတန်းကိုပြည့်သိမ်းနေထားသွားစေတယ်လို့ကိုအားလေးလေးပြည်စီခဲ့ပါတယ်။အခမ်းအနားတက်ရောက်လာသူတွေအားလုံးကယေရှုခရစ်တော်ရဲ့အတန်တော်ဆင်းသက်လာပြီးချီးမြှောက်နေတယ်လို့ခံစားနေရတာပါ။တချို့ကတော့မျက်လုံးထဲမှာမျက်ရည်တွေပြည်လာပြီးနှလုံးသားတစ်ခုလိုနှွေးထွေးသွားပါတယ်။ဒီအချိန်မှာခန်းတစ်ခုလုံးလည်းမမြင်နိုင်တဲ့စွမ်းအင်တွေကြောင့်တမျိုးတမီခံစားနေရတာပါ။ တချို့လူတွေဆိုရင်လည်းဒီကိုလုံးထုံခါနေတာပါညိုရော့မြို့လေကခန်းထားမှာဒီပြည်စင်ကိုကြုံခဲ့ရသူအများပြားရှိခဲ့တာပါအလုံးကားတဲ့လူသားတွေနဲ့မြင့်မြတ်တဲ့လောကကြားကမြင်းလေးကတသားတည်းဖြစ်သွားပြီလို့ခန်းစားခဲ့ရပါတယ်ဒီအဖြစ်ဖြစ်ပြီးမှယေရှုခရစ်တော်ပေါ်ယုံကြည်သူတွေပို့တိုးလာပါတယ်နိုထရာတန်မိလာမှုနဲ့ယေရှုခရစ်တော်ပြည်သစ်ကနိုထရာတန်အဆောင်အကြီးကိုမိလာတို့ကဒီတူးခြားချက်ကိုတွေးခဲ့တာပါအဲ့ဒါကတော့မီလီယံနေကြောင်ပေါ်ထွက်လာတဲ့ခရစ်တော်ရဲ့ပုံရိပ်ကြောင့်ပါ ဒီကိစ္စကလည်းရှင်းပြဖို့အတွက်ခက်ခဲတဲ့အခြေအနေတစ်ခုပါဝေဖန်သူတွေကတော့တိုက်ဆိုင်မှုတစ်ခုလို့ပြောဆိုခဲ့ကြပေမယ့်ယုံကြည်သူတွေကတော့ဝမ်းနဲ့ပွဲကိစ္စမှာခရစ်တော်ကအတူရှိနေပြီးသူတို့ရဲ့ခန္ဓာကြီးနဲ့မျှော်လင့်ချက်ကိုအသက်ဆက်ပေးခဲ့တယ်လို့ယုံကြည်နေခဲ့ပါတယ်။ကိုလံဘီယာကအံ့ဩဖွယ်မှုဒီကိစ္စကတော့ကိုဗစ်ကာလတွင်းမှာဖြစ်ခဲ့တာပါ2020ဧပြီလတုန်းကကိုလံဘီယာကလည်းကိုဗစ်ကိုထိန်းချုပ်ဖို့ဆိုပြီးမြို့တွေကိုလော့ဒ်ဒေါင်းလုပ်ခဲ့ပါတယ်။ဒီလော့ဒ်ဒေါင်းကျင်းပပြီးတဲ့ရက်နေငယ်တွေမှာထူးဆန်းတဲ့ဒီကိစ္စကိုကြုံခဲ့ရတာပါ။ကိုလံဘီယာမာနောက်ခံမြို့တွေက တစ်ပင်တပေးရဲ့ပင်စီနဲ့အကိုက်ခက်ဒီမှာယေရှုခရစ်တော်ပုံစံကိုတွေ့လိုက်ရပါတယ်ခရစ်တော်ကိုလောကကတည်းကတင်ထားတဲ့ပုံစံမျိုးနဲ့ပါနောက်တော့ဒီတဲ့င်းကပြတ်နေသွားပြီးတစ်ပင်ဤနာကိုလူတွေစုဝေးရောက်လာကဆူတောင်းနေခဲ့တာပါအဲ့ဒီအချိန်ကလော့ဒ်ဒေါင်းလုပ်ထားသလိုလူတွေကိုခတ်ခွာခွာနေဖို့အမိန့်ထုတ်ထားခြင်းလည်းဖြစ်ပါတယ်ဒီလိုလူစုဝေးဖြစ်တာကိုအစိုးရတာဝန်ရှိသူတွေကမကြိုက်ကြပါဘူးကိုဗစ်ပြတ်နေမှာပဲစိုးရိမ်လို့ပါထူးဆန်းတာကတော့အဲ့ဒီလိုလူစုဝေးဖြစ်တဲ့ကိစ္စမှာ ထိခိုက်မှုကြီးကြီးမားမားမရှိခဲ့ပါဘူး။ယုံကြည်သူတွေကဒီပုံရိပ်ကိုယေရှုခရစ်တော်ရဲ့ပုံရိပ်ဆိုပြီးအသေးချာပြောခဲ့ကြပေမဲ့တချို့ကတော့ပိုက်တိုလီယာဆိုတဲ့သဘာဝဖြစ်စဉ်တစ်ခုဆိုပြီးဝေဖန်ကြပါတယ်။ပိုက်ဒိုလီယာဆိုတာကဂျပန်ယာဝိထုတွေပေါ်မှာအလေးနဲ့အရေးတူကြောင်ဖြစ်ရတဲ့ပုံသဏ္ဍာန်တွေကိုပြောတာပါဖိလစ်ပိုင်နိုင်ငံမှာယေရှုစွန်းစွန်းစားစားခီးသွားတာနှစ်သက်တဲ့ဖိလစ်ပိုင်ခီးသွားဘလော့ကကဘာနာယာတောင်ကိုတခုတည်းခီးထွက်လာခဲ့ပါတယ် နေဝင်ချင်းရောက်တဲ့ချိန်မှာရှူကင်းကိုတက်ပုံရိုက်မယ်ဆိုပြီးကင်မရာထုတ်ချင်ခဲ့တာပါဒီချိန်မှာပဲနေဝင်ချင်းကောင်းကင်အလင်းရောင်ကနေထွက်နေတဲ့ဒီပုံရိပ်ကိုရိုက်ကူးမိလိုက်ပါတယ်ဒီပုံကိုကြည့်ပြီးတော့အံဩသွားတဲ့ဘလော့ကာကကင်မရာမြင်ကွင်းကနေအကြည့်လွှဲပြီးတော့ဒီရှူကင်းကိုအားရပါးရခန်းစားနေခဲ့တာပါသူရင်တင်းမှာလည်းအမီမဖော်နိုင်တဲ့ခုံအားတွေတိုးလာနေသလိုခန်းစားခဲ့ရပါတယ်နောက်ပြီးတော့စွန့်စွန့်စားစားထွက်လာတဲ့ဒီခရီးကသူတက်တက်မှာအကောင်းဆုံးဆိုပြီးတော့ခန်းစားနေရပါတယ် ရဲ့အံ့ဖွယ်မှုအဲ့ဒီချိန်တော့ကအဲ့ဒီနေရာမှာမိုးကောင်ရေချပြီးတော့လဲခွက်တီကလည်း6တွေ့ကွဲအပ်ပျက်စီးနေခဲ့တာပါတကယ်ဆိုရင်ဒီဒေတာကအမြဲတမ်းစိတ်သိဆူဆူနဲ့ဖြစ်နေခဲ့တဲ့ဒေတာလည်းဖြစ်ပါတယ်ဒါပေမဲ့သဘာဝတရားကြီးကဒီဒေတာကိုခက်ခဲတဲ့ချိန်တွေတခုဖန်တီးပေးခဲ့တာပါလေသမားတွေကဒီအခက်အခဲကိုနှီးမျိုးစုံနဲ့ရင်ဆိုင်ခဲ့တယ်လို့တဲ့ဘက်မှာလေယုံကြည်သူတွေရဲ့စူတောင်းတန်တွေကပို့ပြီးတော့ထင်ရှားလာပါတယ် ဒီချိန်မှာလူငယ်တပ်ပုံစရာတယောက်ကလေဒီဒေတာရဲ့အခြေအနေတွေကိုတပ်ပုံလိုက်ရိုက်နေခဲ့တာပါပုံမှန်ဆိုတော့ဒီလူငယ်လေးကစိမ့်စိမ့်ဆိုဆိုလှလှပါပါရှုကင်းပုံတွေပဲရိုက်တက်ပြီးမြဲဒီချိန်မှာတော့သဘာဝကပ်ပြီးကိုမှတ်တမ်းတင်ဖို့ဆန္ဒရှိနေပါတယ်လူငယ်ကကင်မရာကိုထုတ်မြင်ကွင်းကိုချိန်ပြီးတော့မှန်ပလူကိုချိန်ညှိနေတုံးပါပဲထူးဆန်းမှုတစ်ခုကြာအံ့ဩသင့်ခဲ့ရပါတယ်အဲ့ဒါကတော့အလင်းရောင်တောက်ပနေတဲ့လူတယောက်ရဲ့ပုံရိပ်ကြောင့်ပါလူငယ်လေးအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့တပ်ပုံရသလောက်ရိုက်ကူးခဲ့တာပါပြီးတော့တခြားသူတွေစီကိုလည်းတွားပြခဲ့ပါတယ်လူငယ်လေးရဲ့တပ်ပုံကိုတွေ့ပြီးတော့ရွာတော်ရွာလုံးကအာမေရိကန်တန်တွေနဲ့ဖုံးလွှမ်းသွားခဲ့တာပါ ပြီးတော့ဒီဘေးတော့ကကြီးမှသူတို့နဲ့အတူဖျားသခင်ရှိတယ်ဆိုတဲ့စိတ်ကြောင့်ပဲစိတ်ပင်ပန်းမှုတွေလည်းရော့ချသွားပါတယ်တိုက်ဆိုင်မှုလားတော့မသိပါဘူးအချင်းတော်တော်ကြောင်လို့စောင့်ခဲ့ရတဲ့မိုးကအဲ့ဒီနေ့ညမှာပဲရွာချလိုက်ပြီးတော့ရွာတော်ရွာလုံးကိုပိုးအေးကြောင်လို့ဖန်တီးပေးခဲ့ပါတယ် ပထမကဘာစစ်တွင်းကခရစ်စမတ်အပြစ်ခတ်ရက်ဆက်ရေး1914ခုနှစ်ပထမကဘာစစ်တွင်းမှာရက်ဆက်ကျင်းပတဲ့စစ်ပွဲအနိဋာယုံတွေနဲ့ပဲဖုံးလွှမ်းနေကြတာပါဒါပေမဲ့ခရစ်စမတ်ကာလတွင်းမှာတော့မမျှော်လင့်ထားတဲ့လူသားဆန်ဆန်ကိစ္စတခုဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့ဂျာမန်နဲ့ဗြိတိရှားတပ်တွေရဲ့ကြားမှာခရစ်စမတ်သချင်းတွေနဲ့နှုတ်ခွန်းဆက်တာကနေစတာပါစစ်တိုင်းနေရင်းနဲ့ခရစ်စမတ်သချင်းတွေနဲ့ညီးနေကြတဲ့ရန်သူတွေဖွဲ့ကတိုက်ခိုက်ခြင်းစိတ်တွေပျောက်သွားပြီးတော့သချင်းတွေပြန်ဆူနေကြတာပါဒီကိစ္စကကျဲပြတ်လာပြီးခရစ်စမတ်ချိန်တွေမှာပြစ်ခတ်ရဲစေဖို့သဘောတူခဲ့ရတဲ့တီးဖြစ်ခဲ့ပါတယ် ပြောရမယ်ဆိုရင်ဒီလိုပြည့်ခက်ရက်စဲတာတော့မှမကသေးပဲနဲ့နှစ်ဖက်တက်ဖွဲ့တွေကြောင့်ခရစ်စမတ်လက်ဆောင်ပြန်လည်လဲတဲ့ကိစ္စတွေရှော့တဲမှာပေါ်လုံးတူတူကစားခဲ့ကြတဲ့ကိစ္စတွေအထိရှိခဲ့ပါတယ်။ကျောက်ဆောင်များထဲမှာခရစ်တော်ရဲ့ပုံရိပ်ရေးဆိုတဲ့ကောင်မလေးကပြေးရတာအတော်လေးဝါသနာပါလာပါတယ်။အထူးသဖြင့်တော့ဆက်တဲမှာအပြေးလေးကျင်ပြီးတယောက်တည်းအေးအေးလူလူနဲ့အားယူတက်တာမျိုးကိုပိုးကြိုက်တာပါ။တကယ်မှာတော့ရှည်လေးပြေးနေကြလမ်းကြောင်းတန်းကိုသွားနေရင်ねထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပြီးအံဩပြီးတော့ပြေးရက်ခဲ့ရပါတယ်။ ကြောက်ဆောင်ကြီးတစ်ခုမှာပေါ်နေတဲ့ယေရှုခရစ်တော်ရဲ့ပုံရိပ်ပါတကယ်ဆိုရင်ဒီကြောက်ဆောင်ကိုရှေးတရာအခေါပေါင်းများစွာမြင်ခဲ့ရပါတယ်အဲ့ဒီတော့ကတော့ယူတန်တဲ့ကြောက်ဆောင်ကြီးတခုပါပဲ။ဒါပေမဲ့အဲ့ဒီနေတော့ထူးဆန်းတဲ့နမိတ်ပြမှုတခုဖြစ်ခဲ့ပါတယ်။ဒီမြင်ကွင်းနဲ့တူရှေးရဲ့ယင်တဲ့မှာယူတီလေးမျက်မှုတွေပြေရှင်းလာခဲ့တာပါ။ပြီးတော့စူတောင်းမှုတခုကိုအလေးနဲ့ပြုခဲ့ပြီးမြို့ဘက်ကိုချင်းချင်းပြန်ပြေးသွားကဒီတရင်စကားကိုပါခဲ့လိုက်ပါတယ်။အဲ့နောက်ယုံကြည်သူတွေလည်းကြောက်ဆောင်ကြီးစီကိုရောက်လာခဲ့ပါတယ်။ဒီချိန်မှာလည်းထူးခြားမှုရှိနေတုံးပါပဲ။တဘာဝလုံတွေးဆမှုဒီကိစ္စကလည်းဆရာထက်တဲ့ဝိပုစုတောင်းပွဲတခုမှဖြစ်ခဲ့တာပါ။ ဟိန်းနေကစုတောင်းပွဲကိုအစီအစဉ်တိုင်းပဲပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာအားလုံးရအာမေရိကန်တွေကတင်းကျပ်တင်းကျပ်တဲ့ထုတ်ပေါ်လာခဲ့ပါတယ်။ အကြောင်းကားတော့စေမြင့်ဘော်ကခရစ်တော်ရဲ့ရုပ်ထုကလည်းအလေးနေဖျားထွက်နေခဲ့တာကြောင့်ပါကိုတိုင်ကြုံတွေ့ခဲ့တဲ့သူတွေကဒီအလေးရောင်တွေကိုမျက်စိကွယ်မတက်တောက်ပတဲ့အလေးရောင်ဆိုပြီးဖော်ကျူးခဲ့ပါတယ်။အမေရိကန်တည်းရဲ့ဆုံးမခန်းတစ်ခုလုံးကအကြမ်းတမ်းကြားရလောက်အောင်ပဲတိစေခဲ့ပါတယ်။အားလုံးကမျက်လုံးကိုစီမှီပြီးနဲ့နှဲတဲ့စူတောင်းမှုတွေဆောင်ရွက်ခဲ့တာပါ။စူတောင်းမှုတွေနဲ့တူအမျိုးမျိုးမသိတဲ့ခန်းစားချက်တွေလည်းကိုစီဖြစ်ခဲ့ပါတယ်။ဒါမဲ့လည်းဒီခန်းစားချက်တွေကအားလုံးကိုပို့ပြီးတော့ခွန်အားဖြစ်စေခဲ့ပါတယ်။စူတောင်းသူတချို့ကလည်းအလိုလိုကြလာတဲ့မျက်ရည်တွေကိုခိုးတုံနေခဲ့တာပါ။ဒီအဖြစ်ပြက်လေးကိုခဏတာကြုံတွေ့ခဲ့ရတာဖြစ်ပေမဲ့သူတို့ရဲ့နှလုံးသားထဲမှာတော့တသက်မမေ့နိုင်အောင် စ်ခဲ့ရပါတယ်။မုံတန်းကြားကယေရှုလင်းစင်းခီးတဲ့မျိုးသမီးတယောက်ကမုံတန်းနဲ့တွေ့ကြုံခဲ့ခြင်းမှာအယံကိုကြောက်လန့်နေခဲ့ပါတယ်။ဒါမှလည်းအပြင်မှာဖြစ်နေတာကိုမှတ်တမ်းတင်ခြင်းခဲ့တာကြောင့်ကင်မရာကိုထုတ်ပြီးတော့ပတင်းပေါက်ကနေဓားပုံလိုက်ရနေခဲ့တာပါ။အပြင်ဘက်မှာတော့တိမ်တိုက်တွေလျှက်စည်းချောင်းတွေနဲ့ရှုပ်ထွေးနေခဲ့ပါတယ်။ဓားပုံရိုက်ပြီးတော့ပြန်ကြည့်လိုက်တဲ့မျိုးသမီးကတော့အောင်းလို့တော့မှင်းတက်ခဲ့ရတာပါ။ဘာဖြစ်လို့လဲဆိုရင်တိမ်တန်းရဲ့လျှက်စည်းအောင်ကြားကနေယေရှုခရစ်တော်ရဲ့ပုံရိပ်ထင်နေလို့ပါ။တိမ်မကြခင်မှာတော့သူတို့လေးလည်းမုံတန်းထဲကနေထွက်လာနိုင်ခဲ့ပါတယ်။ဒီကိစ္စကယေရှုခရစ်တော်ရဲ့ကယ်တင်မှုလို့ပဲမျိုးသမီးကတော့ယုံကြည်နေခဲ့တာပါ။ အီတလီတို့ယေရှုကြွချီတော်မူလာခြင်းအီတလီနိုင်ငံအက်ဂရိုပိုလီမြို့မှာနေတဲ့ယုံကြည်သူတယောက်ကကောင်းကင်ကဒီပုံရိပ်ကိုကင်မရာနဲ့ရိုက်ကူးနိုင်ခဲ့ပါတယ်။ပုံရိပ်မှာယေရှုခရစ်တော်ကမတ်တက်ရက်ပြီးတော့လက်နက်ဘက်ကိုပြန်တန်းထားတဲ့ပုံပေါ်နေတာပါ။ဘရာဇီးမှာရှိတဲ့ရုပ်ထုကြီးပုံစံမျိုးပါပဲ။ယုံကြည်သူကဒီပုံရိပ်ကိုအွန်လိုင်းမှာမျှဝေလိုက်တဲ့ချိန်မှာယုံကြည်သူတွေရဲ့စူတောင်းသံတွေပြင်အငင်းပွားစရာဝေဖန်မှုတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။မိပြုံမှုတွေကယေရှုခရစ်တော် 2015ခုနှစ်တော့ကိုလံပီယာပူယာယုံမှာအင်အားကြီးမားတဲ့မြေပြိုမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီမြေပြိုမှုကအတော်ဆိုးဝါးပြီးတော့တချို့နေရာတွေမှာမြေတွေနှချမ်းကွဲခဲ့ရပါတယ်။ဒီတဘာဝဖေးနယ်တို့ကြောက်ဆောင်တစ်ခုလည်းပေါ်ထွက်လာခဲ့ပါတယ်။နောက်ပြီးတော့ဒီကြောက်ဆောင်မှာပေါ်နေတဲ့ပုံရိပ်ကအားလုံးကိုအံ့ဩသင့်စေခဲ့ပါတယ်။ကြိလိုက်တာနဲ့ယေရှုခရစ်တော်လိုတန်သိစေတဲ့ဒီပုံရိပ်ကတဘာဝတိုင်းဖြစ်ခဲ့တာပါ။အားဒါကြောင့်ကြောက်ဆောင်ရဲ့ရှေ့ကိုယုံကြည်သူတွေစုဝေးရောက်လာပြီးတော့စုတောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။အားလုံးရဲ့စိတ်ထဲမှာတော့တဘာဝဘေးလိုမှရောက်လာမဲ့ကောင်းချီးတွေကိုခံစားနေခဲ့ရတာပါ။ ကောင်းကင်ယံမှာပေါ်လာတဲ့ယေရှုခရစ်တော်2019ခုနှစ်မှာထွက်လာတဲ့ဒီတပ်ပုံကြောင့်အွန်လိုင်းမှာလည်းအငင်းကော်ကိစ္စတွေပွဲစုနေခဲ့ပါတယ်။တဲပုံရိုက်ကူးခဲ့တဲ့သူကကယ်လီဖိုးနီးယားသားပါဘလိုမိုရာလက်ဆိုတဲ့သူပါ။သူကတော့သူကတော့ဖုန်းကင်မရာနဲ့ဗီဒီယိုကိုရိုက်ကူးခဲ့တာပါ။ခဲဝါဝါဖြစ်နေပေမဲ့လူပုံစံရဲတစ်ခုကကောင်းကင်ပေါ်မှာပြန်နေတဲ့ပုံကိုတွေ့လိုက်ရမှာဖြစ်ပါတယ်။ယုံကြည်သူတွေကတော့ဒီပုံရိပ်ကယေရှုခရစ်တော်ဆိုတာသိကြနေခဲ့ပါတယ်။ဒါမဲ့တဲ့ဘက်မှာလေဒီပုံရိပ်က drone ဒါမှမဟုတ်မိုးပြင်ပူပေါင်းတွေတွေဖြစ်မယ်လို့ပြောဆိုနေတာဖြစ်ကြောင်းဝေးများလာရင်လည်းဗီဒီယိုလေးညီကုန်းချုပ်လိုက်ပါတယ်။အဆုံးနေကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။